အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်ဗျာဧပြီလ14ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ်ပထမဦးလေးတစ်ပုဒ်ကတော့ The Athletic ကဖော်ပြထားတဲ့ William Saliba သတင်းနဲ့ပဲကျွန်တော်စလိုက်ရအောင်လက်ရှိအချိန်မှာတော့ mind game လို့ပဲပြောမှာတကယ် reality ထွက်လာတဲ့သတင်းလို့ပဲပြောမှာတော့မသိဘူး Athletic ရဲ့ဖော်ပြထားချက်အရဆိုတော့ Real Madrid ကဒီ William Saliba နဲ့ပတ်သက်ပြီးအနာဂတ်မှာအစီအစဉ်တွေ စနစ်တကျလုံဆောင်သွားဖို့ရှိတယ်ဆိုပြီးသူတို့ကပေါ်ပြသွားတယ်လော်လော့ဆယ်မှာလည်း Champion League Quarter Final ဒုတိယအကြော့ကိုကျွန်တော်တို့၁၆နှစ်နေကြာရင်ကံရမှာဖြစ်တဲ့အတွက်ဂျားထဲမှာဒီလိုသတင်းတွေထွက်လာရလဲကိုယ့်ဆရာကစားသမားတူကိုဒါစိတ်သက်ပိုင်းမတီမီချင်းဖြစ်အောင် Mind Game ကစားရလဲဖြစ်နိုင်တယ်ဗောလေဒါပေမဲ့ William Saliba ရဲ့ quality ကလည်း Real Madrid လိုအသင်းမျိုးအနေနဲ့ဆိုမကြိုက်စရာအကြောင်းမရှိဘူးဈေးကွက်ထဲမှာသူတို့လိုချင်တဲ့ top defender တွေထဲမှာဒီကစားသမားလည်းတယောက်ပါဝင်မယ်အဲ့တော့ Athletic ရဲ့ဖော်ပြထားချက်ရဆိုရင်တော့ ဝီလျံဆာလီဘာရဲ့အေဂျင့်ကိုဒီနှစ်ကနေစပြီးတော့တောက်လျှောက်ချိတ်ဆက်ဆွေးနွေးသွားဖို့ရှိနေဆိုပြီးသူကဖော်ပြသွားတယ်။2029ခုမှာစာချုပ်သက်တမ်းကုန်ဆုံးမဲ့ဝီလျံဆာလီဘာကိုအာဆီနယ်နဲ့စာချုပ်သက်တမ်းဆက်ပြီးမတိုးဖို့အတွက်ဖိအားပေးသွားမယ်။ 2020ရောက်နေကြရင်ပြောင်းချွေရတရက်နဲ့ကမ်းလန့်မယ်မြင်မားဖို့တော့မရှိဘူးအကြိမ်များမရောချခဲ့ရင်2029နေကြရင်အလို့ပြောင်းချွေခြင်းနဲ့ဝီလန်ဆာလီဘာကိုရီယယ်မက်ဒစ်ကိုခေါ်ဆောင်မှုအတွက်အကျိုးဆွေးနွေးသဘောတူညီမှုတွေဂျာထဲမှာဖိအားပေးလုပ်သွားဖို့ရှိသူသူကဖော်ပြသွားတယ်ဒီဖော်ပြထားချက်ကိုကြည့်မယ်ဆိုရင်ရီယယ်မက်ဒစ်ကသူရဲ့ weight နဲ့ဖိပြီးတော့ AG ကနေတစ်ဆင့်ဝီလန်ဆာလီဘာကိုနားချဖို့အတွက်စူးစမ်းမှာအဲ့တော့ဆာလီဘာရဲ့စာချုပ်က2029မှာကုန်ဆုံးမယ်ဆိုပေမဲ့အခုလာမယ့်နေဆိုရင်2025နေ ဂျာထဲမှာ2026နွေအထိကျွန်တော်တတန်းမတိုးနိုင်ခင်စာချုပ်တတက်တနှစ်ပဲကျန်တဲ့ကစားသမားကိုရောင်းချရတော့မယ်အဲ့တော့ကျွန်တော်တို့မှာ chance က2025နွေမတိုင်မီမှာတတန်းတိုးနိုင်တော့အကောင်းဆုံးပဲမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ2025 2026ဘောလုံးရာသီထဲမှာဆိုရင် ကစားသမားကိုဆက်ကျုပ်တက်တဲ့ကိစ္စနဲ့တွားပြီးတော့ဖိအားပေးလို့မရဘူးပွဲတွေကခံရမယ်အထူးသဖြင့်လာမယ့်ရာသီမှာအာဆင်နီယားချန်ပီယံလိဝင်ဝင်ရအောင်မှာဖြစ်တဲ့အတွက်လှုပ်ရှားရတာအများကြီးအဲ့လိုနေထားမှာကိုယ့်ရဲ့အဓိကကစားသမားတဦးကိုရီယယ်မက်ဒရစ်စီမပါဘူးတဲ့လှုပ်ရမှာတခုက2029ကုတီတီရှိရဲ့စာချုပ်ကိုတက်တန်းတိုးနိုင်ဖို့အဲ့ဒီအတွက်ဝီလျံဆာလီဘာရဲ့ဆုံးမချက်ကအဓိကပဲအေဂျင့်ကိုဘလောက်ပဲတစ်ဖက်အသင်းကလာပြီးနားချပါတယ်ပြောပြောဒီကစားသမားကဒီအသင်းကိုချစ်တယ်ဆိုရင်တော့တက်တန်းထက်တိုးမှာ ျွန်တော်2029မှာစရုပ်တက်တန်ကုန်မဲ့ကိစ္စကအဝေးကျန်သေးတယ်လို့ထင်မှားသွားလိမ့်မယ်ဒီလို quality player တူးနေနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီကစားသမားကိုထိန်းထားဖို့အတွက်စ조사မှာအဲ့လို့ဆို William Saliba ရဲ့ agent အကြောင်းကျွန်တော်တို့ချက်ကြည့်လိုက်အောင် William Saliba ရဲ့ agent နာမည်ကတော့ဒါ agent agency နာမည်ပေါ့လေသူကတော့ anti sport management အသူတို့ကတော့များသောအားဖြင့်ဒီပြင်သစ်အခြေဆိုင် agency ပဲ ဒါပေမဲ့တိတ်ပြီးတော့ဈေးနှုန်းကြီးမြင့်တဲ့ကစားသမားတွေအများကြီးတော့ကျွန်တော်မတွေ့ဘူး။ဆာလီဘာသူတို့စီမှာဈေးကွက်တန်ကြီးအကြီးဆုံးယူရိုတန်း80နဲ့ရှိနေခဲ့တာ။အဲ့တော့ဒီ agency ကို real madrid ချိတ်ဆက်တယ်ဆိုရင်တော့မှနောက်ဆုံးဆုံးဖြတ်ချက်က william ဆာလီဘာဆုံးဖြတ်ချက်ကအတီပဲ။ transfer market မှာယူရိုတန်း80တန်ကြီးရှိသေးရဲ့အသက်က24နှစ်ပဲရှိတဲ့ဒေပီဒတာကို william ဆာလီဘာတော်တော်လေးသဘောကျတယ်။သဘောကျမယ်ဆိုလဲကြားကျင်စရာပဲ။ ူတို့ရဲ့အရန်ထက်မြက်လာပါဆိုတဲ့ကဘာကျော်တိုက်စစ်အတွက်ကဝီလျံဆာလီဘာနဲ့ခီဗီယောအထိုင်ကိုကျော်ပြီးတော့ပထမကျောင်းမှာဂိုးတကူးမှမသွင်းနိုင်ခဲ့ဘူး။ဒါသည်ရီယယ်မက်တစ်ဘာကြောင့်ဆာလီဘာကိုသူတို့ကလပ်အသင်းရဲ့ခက်စစ်အတွက်ရင်ဒီမြုပ်နှံခြင်းလဲဆိုတဲ့အချက်ပဲအဲ့တော့ဒီသားမတော့အာဆင်နယ်မှာတပတ်ပေါင်3900ကျောင်းရနေတယ်တနည်းကိုပေါင်6.8တန်းနဲ့လက်ရှိအာဆင်နယ်ရဲ့9ရောင်းမြောက်လောက်ခလာတာမြန်မာသုံးဖြစ်ကစားသမားဖြစ်ရှိနေပြီးတော့တက်တန်းထက်တုံးမဲ့ဆိုရင်တော့ပေါင်2300လောက်ထိတော့အာဆင်နယ်တို့က ေးချေသွားဖို့ရှိတယ်ဒီရာသီမှာအသင်းအတွက်43ပွဲကစားထားပြီးတော့နှစ်ကိုးသွင်းထားတယ်အဝါကတ်၃ချိန်အထိတော့ပြခန့်ထားပြီးမယ်ဘသူနယ်ပဲတွဲကစားတွဲကစားဝီလန်ဆာလီဘာတော့ခန်စစ်မှာတကယ့်ကိုမှလီဒါရှစ်ကောင်းကောင်းနဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာလည်းကျွန်တော်ညီကိုတွေ့မြင်နိုင်ပါတယ် KBL မရှိတာတော့မှ KBO နဲ့အကောင်ဆုံးထိန်းသွားတာတွေ့ရတယ်အဲ့လိုဆိုတော့ဘလို့တဲ့င်းတွေပဲထွက်ထွက်ပါအထိကတော့အာဆင်နယ်နဲ့လည်းမဆိုင်ဘူးရီယယ်နဲ့လည်းမဆိုင်ဘူးဒီကစားသမားဘယ်အသင်းမှနေချင်လဲဆိုတာကပဲအဆုံးဖြတ်ဖြစ်သွားပါလိမ့်မယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Coffside ကဖော်ပြထားပါဘို့လေဒါကတော့ Arsenal ရဲ့ခန်းစီတက်မှာခြေစွမ်းပြနေခဲ့တဲ့ ဂျက်ကူကီဝီယိုနဲ့ပတ်သက်ပြီးတော့အီတလီစီးရီးကလပ်နာပိုလီသင်းကခေါ်ဆောင်မှုအတွက်စတင်ပြင်ဆင်နေပါတယ်သူတို့ကတော့လာမယ့်နေရာဒီဈေးကွက်မှာဒီကစားသမားကိုကန်လန်းမှာပေါ့လေ AC မီလန်ဂျူဗီတက်တို့ကလည်းဒီအခြေအနေကိုစောင့်ကြည့်နေပြီးတော့ဒီကစားသမားတော့အခုမှတည်ရင်ထွက်လာမှုကြံခဲ့တဲ့ຫນွေကြံခဲ့တဲ့ဆောင်းဈေးကွက်မှာတော့လေကကီဗီယိုနဲ့ပတ်သက်ပြီးခေါ်လို့ရနိုင်လာဆိုပြီးမကြာခဏသွေးတိုးလာဆန်းခဲ့တဲ့စီးရီးကလပ်တွေပေါ့လေအဲ့တော့လက်ရှိချိန်မှာအာဆင်နယ်ကတော့အကယ်၍များလာမယ့်နေရာဒီမှာဂျက်ကူကီဝီယိုလက်လွတ်ခဲ့ရရင်သူတို့ပြန်လည်အင်အားဖြည့်တင်ဖို့အတွက်ဆိုရင်တော့ဒင်ဟူ ဆန်ဆိုတဲ့ဘုံမောက်ကကစားသမားရဲ့ပြီးတော့အေချက်ကဂျော်ရဲဟာတူကစားသမားတွေကိုစောင့်ကြည့်နေတယ်သူတို့ကတော့တကယ်စင်တာဘက်ပိုင်းရောလက်ပတ်ပိုင်းဒီမှာကောင်းကောင်းဆော့နေတဲ့လူငယ်ကစားသမားတွေပေါ့လေအဲ့ဆိုခီဘီယိုကိုဆုံရှုံလိုက်မယ်ဆိုရင်တော့မှဒီလိုကစားသမားတွေပြန်ပြီးဖြည့်နိုင်ရင်တော့အဆင်ပြေမယ်တခုရှိတယ်ကီဘီယိုကျွန်တော်တို့ဒီပြောင်းရွှေ့ကြီးအများကြီးတွားတောင်းဆိုလို့မရဘူးဈေးကွက်တန်ကြီးက UO 22တန်းလောက်ပဲရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့ဝင်ရေးဈေး UO 25တန်းလောက်ပြန်ရရင်တော့မှ ဒါဒီအသင်းတွေကဖြစ်ဖြစ်မြအောင်ပေးဦးမှာအဲ့မှာလောင်းမယ် add on bonus ဘာညာ installment ပေးမယ်ဒါတွေကအများကြီးလောင်းမှာဖြစ်တဲ့အတွက် KBO နဲ့ပတ်သက်ပြီးတော့ Italy C တွေ quality ဘယ်လောက်ပေးမလဲ AIDA ရော speed ထိန်းထားပါမလား KBO ရော Gabriel Saliba အထိုင်ကိုကျော်လွန်ပြီးပွဲထုတ်ခွင့်ရမယ်အာမခကြက် Arsenal မှာရှိပါမလားဒါတွေအားလုံးကတော့နွေရာသီမှာစောင့်ကြည့်သွားပါပါအသက်25နှစ်ပဲရှိသေးတဲ့ပိုလန်သားကတော့ဒီရာသီမှာ Arsenal အသင်းနဲ့တကယ့်ကူမှာခြေစမ်းပြသနေပြီးတော့ record တစ်ခုရှိတယ် သူဒီရာသီမှာဆော့တဲ့ပွဲတွေကြောင့်မပြောခင် record တခုကဘာလဲဆိုတော့သူအာဆင်နယ်တင်းတက်ပွဲထွက်ကစားခဲ့တဲ့16ပွဲလုံးမှာရှုံးပွဲလုံးကမရှိဘူး73ပွဲနိုင်တယ်6ပွဲတည်ကြတယ်ကလင်းရှစ်9ချိန်ရတယ်အဲ့လိုမျိုး record တွေရှိရဒါကတော့ Sky Sport Premier League ကဖော်ပြထားတာပေါ့လေအဲ့တော့ဒီရာသီမှာ22ပွဲဝင်ကစားထားတယ်12ပွဲတော့ပွဲထွက်ထားတယ်နှလုံးဖိုင်ထားပြီးတော့ ကြံခဲ့တဲ့2023စောင်းစည်းကွက်မှာတော့အသင်းကိုရောက်လာခဲ့ပြီးအဓိကကစားသမားတူမဟုတ်ခဲ့ရင်ပဲလေဒီရာသီမှာတော်မတ်ပါတီနဲ့ချက်ကူခီရောတော့အာဆင်နယ်အတွက်ရွှေဖြစ်ရှိနေပါတယ်အဲ့လို့ဆိုတော့တူတန်တန်ချင်းမရရင်တော့ကျွန်တော်ကတော့ဒီကစားသမားကိုဆက်ပြီးတင်ထားခြင်းတယ်ဒါပေမဲ့ကစားသမားရဲ့စံနှုန်းကိုလည်းကျွန်တော်တို့ respect ပေးရမှာပေါ့လေကစားသမားတော့ပွဲကစားခြင်းမှာပဲဒါပေမဲ့ကျွန်တော်တို့ကလည်းပြောင်းရွှေ့ခြင်းမြန်မာမှာရောင်းခြင်းတယ်ကစားသမားရဲ့လောက်ခရစားလည်းအစ်စ်မှာဆက်ပြီးအရန်ထားရင်လည်းပြဿနာမရှိဘူးပေါင်9000ကျော်လေးပဲရှိတယ်အဲ့တော့ကျွန်တော်တို့ခီဘီယောကိုဆက်ပြီးထိန်းထားနိုင်မလားစောင့်ကြည့်သွားမှာပါ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Sky Sport Premier League ကဖော်ပြထားတဲ့ Patrick Vieira နဲ့ပတ်သက်တဲ့သတင်းလေးကိုဖော်ပြပြီးတော့ပါတချိန်တုန်းကကျွန်တော်တို့ရဲ့ Queen League Captain ကြီးလက်ရှိအချိန်မှာတော့ Manager လောကထဲမှာရုံးကန်လှုပ်ရှားပြီးနာမည်တစ်ခုရောက်ဖို့အတွက်တိစောက်နေခဲ့တဲ့ကျွန်တော်ရဲ့တချိန်တုန်းကလီးကျန်ကြီးပေါ့လေအဲ့တော့သူကတော့လက်ရှိအချိန်မှာ Sky Sport Premier League ရဲ့ဖော်ပြထားကြရဲဆိုတော့ Serie A Club Roma အသင်းကလက်ရှိအချိန်မှာ Genoa ကိုလမ်းကြောင်းမှန်တစ်ခုပေါ်ရောက်တင်ထားခဲ့တဲ့ ပထရစ်ဘီယာကိုသဘောကျတယ်သူတို့နီးပြတဲ့ခက်ခန့်အပ်မဲ့စကားတင်၄ယောက်ထဲမှာပထရစ်ဘီယာလည်းပါဝင်နေပြီးတော့ဘီယာကိုတော်တော်လေးသဘောကျတယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့အဲ့၄ယောက်ထဲမှာတော့ဘသူခန့်သွားမလဲမသိဘူးလောလောဆယ်တော့အလေးပေးမှုတွေမှာတော့ပထရစ်ဘီယာရှိတယ်ကျွန်တော်တို့ကျွန်တော်တို့တစ်ချိန်တုန်းကလီးချန်ကြီးကိုအတင်းကြီးတင်းပုံရောက်စီခြင်းနဲ့ဘလောက်ပဲကိုယ်မှာအစွမ်းစားရရှိပါလေပြပြအလဲလဲအတင်းတင်းအောက်တင်းတင်းကိုကင်တွေတဲ့ခါကြရင်တော့ player quality ရလိုချင်တဲ့အနိုင်ရလက်ပုံဖော်မှုအတွက်ဘလောက် formula ရရှိပါလေပြပြအဆင်ပြေမဟုတ်ဘူးလေအဲ့တော့တကယ်အတင်းကြီးတင်းကို ပက်ထရစ်ဘီယာရောက်သွားရင်တော့သူပါကောင်လဲဆိုတာတဖြည်းဖြည်းပြနိုင်မယ်ထင်တယ်လောလောဆယ်အာဆင်နယ်ကိုပဲ့ကင်နေခဲ့တဲ့အာဒီတာဆိုတာလည်းအချိန်လုံးကအာဆင်နယ်ရဲ့ပလေယာဟောင်းအဲ့လိုပဲပက်ထရစ်ဘီယာလည်းတကယ်ကိုမှအသင်းတစ်သင်းမှကောင်းမှုနဲ့နီးပြတယောက်ဖြစ်တာဝန်ထမ်းဆောင်ပြီးသွားရင်တော့တစ်ချိန်မှာအာဆင်နယ်ရဲ့နီးပြဖြစ်မလာနိုင်လို့ပြောလို့တော့မရဘူးဗောလေအာဆင်နယ်အသင်းအတွက်၄၆ပွဲကစားခဲ့တယ်33ဂိုးသွင်းပြီးတော့ပရီးမီးယားလိဖလား၃လုံး FA ဖလား၄ချိန်ထိရယူပေးထားနိုင်ခဲ့ပါတယ်အသက်၄၈နှစ်ရှိဖြစ်တဲ့ပြည်သက်သားတော့နိုဝင်ဘာလကမှဒီ ဂျီနိုဟာတင်းကိုကင်တွယ်ခဲ့တာဗောလေအဲ့တော့ तू အဲ့မှာဆိုတော့ CDA ဆက်ရှစ်ပွဲကင်တွယ်ခဲ့ပြီးအချိန်မှာခုနှစ်ပွဲနိုင်ခုနှစ်ပွဲတီ၄ပွဲရှုံးထားပါဗါအဲ့တော့ तू ကဒီပြောက်ပွားမှာဆိုရင်တော့ New York City OGC Nice Crystal Palace Strasbourg Gino R ဒီလိုအသင်းတွေကိုဖျက်ဆီးခဲ့ပြီးတော့အခုအချိန်မှာတော့ Roma ကိုရောက်ဖို့အတွက်ရေပန်းစားမှုတွေမြင့်တက်နေပါဗါ ဒီ season လေးကိုဒီကောင်းဝင်ကြီးပောင်းပြီးတဲ့ရှုပ်ဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မဆွတော့ Viber phone နံပါတ်တင်ကို6 kun 1 kun 66 3 9 kun ဆက်သက်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေမှာဖြစ်လို့ငွေပုံငွေရှာရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုပ်ရက်ချပြီးကျွန်တော်အားပေးလို့ရပါတယ် Viber coach ကို sport နဲ့9သုံးလုံးမိတူကိုကစားလို့ရနေပါပြီဘောလုံးပွဲတွေလောင်းမယ်ဆိုလို့ရှင်တော့ Viber phone နံပါတ်တင်ကို6 kun 1 kun 66 3 9 kun ဆက်သွယ်လို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Premier League 9ပွဲဆက်အချိန်၄ ချန်ပီယံလိမှာအာဆင်နယ်ဘလောက်ကြီးပဲကောင်းပါပြီပြောပရီးမီးယားလိရောက်လို့ရှိရင်တော့ကျွန်တော်တို့တပြင်းချတဲ့ပွဲတွေကပိုများတယ်ပြောလို့ရတယ်ပရီးမီးယားလိ9ပွဲမှဆိုအာဆင်နယ်ဒီ9ပွဲ2ပွဲပဲရှိတယ်အဲ့ဒါကဖူဟန်ကိုနိုင်တယ်ချက်စီကိုနိုင်တယ်ရှုံးတဲ့ပွဲကဝက်ဆန်းကိုဘိုဝင်ရဲ့တလုံးတသောဂိုးနဲ့ကျွန်တော်တို့ရှုံးတယ်တေကြတဲ့ပွဲတွေကတော့နောက်ဆုံး2ပွဲဆက်ကိုယ့်ရဲ့အိမ်ကွင်းမှာ Brentford နဲ့ Everton ကိုတကူးတကူးစီတည်ကြတယ်။အဲ့ဒီနှစ်ပွဲလုံးမှာ Arsenal ကဥဆောင်ဂိုးတွေသွင်းခဲ့တာ။ဒါပေမဲ့၃မှတ်နဲ့မထိုက်တန်ခဲ့ဘူးပြောမှမဖြစ်တည်ရည်တွေပဲကြာခဲ့တယ်။ပြီးတော့ Manchester United ကိုတည်ရည် Nottingham Forest ကိုတည်ရည် ဆိုလိုချင်တာကဥဆောင်ကိုတွေဘလောက်သွင်းထားရပဲပြပြကိုပြန်ပေးလိုက်ရင်တော့မှအဲ့ဒီကိုထပ်ပြီးတော့အနိုင်ကိုထပ်သွင်းနိုင်မဲ့ကိုပုံဖော်နိုင်တဲ့တိုက်စစ်လိုအပ်ချက်ကအချို့မိနစ်တွေမှာပျောက်ဆုံးနေခဲ့တယ်။ဒါကလည်းတိုက်စစ်မှုစစ်စစ်မရှိတဲ့အသင်းတစ်သင်းအတွက်ဆိုရင်တော့ထူးဆန်းတဲ့ပြဿနာတော့မဟုတ်ဘူး။အဲ့တော့အာဆင်နယ်တင်းနေတဲ့ချန်ပီယံလိနဲ့ပရီးမီးယားလိဂျားထဲမှာဘလို့ဟန်ချက်ညီဆက်ပြီးဖြတ်သန်းမလဲကျွန်တော်စောင့်ကြည့်သွားမှာပါ။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။